ျက်ကြီးစားဂုတ်သွေးဆုပ်သူတွေအတွက်တော်ရင်နမင်လှဲစားမှုများဘရင်ခေတ်လက်ထက်ကတည်းကအပိုင်စားပေးခဲ့တဲ့မြေယာတွေကိုမြေရှင်အရင်ရှင်ခေတ်ရောက်လာတဲ့အခါရွာသားတွေကိုမောင်းထုတ်ပြီးလဝကြီးအုပ်ဖို့လုပ်တဲ့အခါမြေယာဆောင်နဲ့ဒီနဲ့ရွာသားတွေပူပေါင်းပြီးဘလို့သွေးကြီးဆက်မလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာဒါဆိုအရင်ဆုံးအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလံကောင်းကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးသွားမယ်ကျွန်တော်တို့ရဲ့ Medical Mo Recap Channel လေးကို Like Subscribe လေးလေးလုပ်ပေးသွားကြဖို့မမေ့ပါနဲ့ဦးနော်ဇလံလေးအစမှာတော့ဘယင်ကြီးတပတ်ဟာ တိတ်ဆိတ်ခြောက်သွေ့နေတဲ့တောအုပ်ကြီးကိုအလဲထွက်လာခဲ့တယ်။ထွက်လာရင်ဘေဘီကိုလှည့်လည်ကြည့်ရှုနေရင်ရှည်နာလေးလေးရောရောအတန်တချို့ကြားလိုက်ရတယ်။ဘယင်လဲဘာတန်လဲဆိုတာတဲတဲကွဲကွဲနားထောင်နေရင်ရှည်နာရောက်တော့ထူးဆန်းလာတာကြောင့်မြင်းစီတာကိုရပြီးအောက်ကိုဆင်းလာခဲ့တယ်။ရွာသားတွေပူဇော်ထားတဲ့ကြောက်တုံးနားလေးရောရောအရှင်တေပါကိုပူဇော်ပါတယ်ဆိုပြီးကြောက်ခဲ့တယ်။သူ့စိတ်ထဲမှာအရှင်ကအနားရောက်လာပြီးတခခုကိုပြောကျင်တယ်လို့ခံစားလိုက်ရတာကြောင့်မြင်းကိုရက်လိုက်ပြီးပူဇော်ကြောက်တာဖြစ်တယ်။ခဏနေရွာသားတွေရောက်လာပြီး ဘရင်နဲ့အတူဖះရှင်ကိုအတူပူဇော်နေကြတယ်။ဘရင်လည်းတညီတညွတ်တဲ့စီးလုံးညီညွတ်မှုရှိတဲ့ရွာသားတွေကိုကြည့်ပြီးသဘောကျနေခဲ့တယ်။ခဏနေရွာသားတယောက်ကိုအရှင်ပန်ဂျူရီကဝင်ပူးခဲ့ပြီးအတင်ကပန်ဂျူရီကိုလိုချင်နေတာလား။အဲ့ဒါတော့မရဘူး။ကျုပ်ကအရှင်ကိုချမ်းသာခြင်းပျော်ရွှင်ခြင်းစီးစဉ်ဥစ္စာတွေပေးမယ်ဆိုအတင်ကကျုပ်ရွာသားတွေကိုမပေးမလဲလို့မေးခဲ့တယ်။ဘရင်မြင့်မြတ်ကလည်းအရှင်သဘောတိုင်းမှာအရှင်တောင်းဆိုတာတွေအားလုံးလုပ်ပေးမယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့အရှင်လဲဒါဆိုကျုပ်ရွာသားတွေအတွက်မြေယာတွေပေးပါ အသက်ရှူလိုက်တန်းခြေချလို့ရမယ်မြေနေရာတွေပေးပါလို့ပြောခဲ့တယ်။ဘရင်ကလည်းအရှင်တောင်းဆိုတဲ့အတိုင်းဖြစ်ရမယ်။အကောင်းဆုံးလိုက်ရောပေးမယ်လို့ကတိပေးခဲ့တယ်။ဒီလိုနဲ့ဘရင်ကြီးလည်းအရှင်ပန်ဂျူရီကိုနန်းတော်ကိုခန်းနာထဲဝါဂုံယူဝင်ကြွားစွာခေါ်လာပါတော့တယ်။ဘရင်မင်းမြတ်လည်းအရှင်ပန်ဂျူရီကိုနန်းတော်တဲကိုခေါ်ဆောင်လာကြတဲ့ကတေဆုံးခြင်းတွေထိတ်လန့်ခြင်းတွေမရှိတော့ပဲပျော်ရွှင်စွာအုပ်ဆိုးနေထိုင်နေပါတော့တယ်။အရှင်ပန်ဂျူရီရောက်တဲ့အချိန်ကစပြီးမြင့်မြတ်တဲ့ဘာသာရေးပွဲတော်တွေကနန်းတော်ထဲမှာပဲစတင်လာတာဖြစ်တယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာပြီး အရင်ရှင်ခေတ်ကိုရောက်လာတဲ့အခါအရင်ရှင်တွေကဘိုးဘွားပိုင်မြေတွေဆိုပြီးရွာသားတွေကိုမောင်းထုတ်ဖို့ပြင်ပါတော့တယ်။ဘရင်လက်ထက်ကလေးကပေးထားတဲ့မြေယာတွေကိုသူတို့လက်ထက်မှာဘိုးဘွားပိုင်မြေတွေဖြစ်တာကြောင့်ငားရန်ကတွေပေးဖို့ထွက်သွားဖို့လှုံ့ဆော်နေပါတော့တယ်။ဒါကိုသဘောမကျတဲ့ရွာသားအချို့ကဘရင်ခေတ်ကလေးကအရှင်ပန်ကျူရီကိုဂရီပေးပြီးရွာသားတွေအတွက်မြေယာတွေလှူဒန်းထားတာဒါကိုဖောက်လွဲဖောက်ပြန်လုပ်ရင်အရှင်ကိုမလေးစားရကြမယ်အရှင်အပြစ်ပေးလိမ့်မယ်လို့ပြောတာကိုအရင်ရှင်တွေကလက်မခံခဲ့ပါဘူး အတိတ်ကအတိတ်မှာပြီးခဲ့ပြီဖြစ်ကြောင်းသူတို့လက်ထက်မှာသဘောမတူဘူးဆိုပြီးရွာသားတွေကိုကြီးစိုးချဲလဲဖို့လုပ်နေကြပါတော့တယ်ခဏနေနတ်ပူဇော်ပွဲအတွင်းအရှင်ပန်ကျူဒီဝင်လာတော့ရွာသားတွေကရှ िख ိုးပူဇော်ခဲ့ကြတယ်ခဏနေအရှင်ကရွာသားတွေမေးစရာရှိလားမေးကြမရှိတော့ရင်ပြန်ထွက်သွားတော့မယ်ဆိုပြီးပြောခဲ့တယ်အဲ့ဒါနဲ့မြေရှင်ကကျွန်တော်မေးစရာရှိပါတယ်ဒီမြေတွေကကျွန်တော်ပိုင်တာရွာသားတွေပိုင်တာမဟုတ်ဘူးလို့ပြောခဲ့တယ်အရှင်လဲရွာသားတွေပိုင်လားမင်းပိုင်လားဆိုတာကိုမကြခင်မှာအဆုံးဖြတ်ပေးပါလိမ့်မယ်စောင့်နေပါလို့ပြောခဲ့တယ် ဘရင်လက်ထက်ကလေးကရွာသားတွေပိုင်လာတာဖြစ်တာကြောင့်တခြားသူတွေပိုင်ဆိုင်ခွင့်မရှိဘူးလို့ပြောခဲ့တယ်။အဲ့ဒါနဲ့မြေရှင်လဲအခုပြောနေတာတရုတ်ဆောင်လားတကယ်အရှင်ပန်ဂျူရီဝင်နေတာလားဆိုပြီးမေးခဲ့တယ်။အဲ့ဒါနဲ့အရှင်လဲငါတကယ်လားတရုတ်ဆောင်နေတာလားသိချင်ရင်ငါနောက်လိုက်ခဲ့ဆိုပြီးထွက်သွားပါတော့တယ်။အရှင်လိုက်သွားတဲ့နောက်ကိုရွာသားတွေကလည်းလိုက်သွားကြရောတော်တဲ့ကြနေရမှာဝှေ့ရမ်းပြီးပျောက်ကွယ်သွားခဲ့တယ်။ရွာသားတွေလည်းအနီးနားပတ်ဝန်းကျင်နားမှာများရှိနေမလားဆိုပြီးလိုက်ရှာပြီးမဲ့လုံးဝရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့မြေရှင်လဲ တရားရုံးလေကလေးမှာပဲအရှင်ပန်ဂျူရီကိုစော်ကားတာကြောင့်သွေးအံပြီးတေဆုံးသွားခဲ့ပါတော့တယ်။ဘယင်ခေတ်ကလေးကပေးထားတဲ့ဂရီကိုဖောက်ပြန်တာကြောင့်တေဆုံးသွားခဲ့တာဖြစ်ပါတယ်။တနေ့ကမ်ပါယာပြည်နယ်လေးမှာရိုးရကျွဲအပြေးလေးကျင်ပွဲကျင်းပခဲ့တယ်။ခဏနေပြိုင်ပွဲဆတော့အားလုံးကဘသူအနိုင်ရမလဲဆိုတာကိုမျှော်လင့်တကြီးစောင့်မျှော်ကြည့်ရှုနေကြပါတော့တယ်။ကလေးလူကြီးအရွယ်သုံးပါမရွေးရွာရလိဖြစ်တာကြောင့်အော်အော်တောင်းနေအားပေးကြပါတော့တယ်ခဏနေစုရိကျင်ညာတော့ဒိုင်နေကဘတ်လိုက်ပြီးမြေရှင်ကိုပထမပေးလိုက်တာကြောင့် ရှိပါဒေါသထွက်သွားခဲ့တယ်။ရှိပါကရွာမှာမရှိမဖြစ်အရေးပါတဲ့ရွာသားတစ်ယောက်ဖြစ်တယ်လို့ပြန်ပွဲမှာလည်းအတော်ဆုံးတစ်ယောက်လို့ပြောလို့ရပါတယ်။ဒါပေမဲ့သူ့ကိုဒုတိယနေရာပေးလိုက်တာကြောင့်ဒေါသပုံထကဒိုင်းနေကိုပြေးထိုးလိုက်ပါတော့တယ်။ဒိုင်းနေကလည်းမယိုင်းနဲ့ကောင်ခံပါလာပြင်းတဲ့တိတ်ခါကိုချနေတာမင်းတို့ကြောင့်လူတွေအများကြီးစိတ်အနှောက်ယှက်ဖြစ်တယ်လို့ပြောနေပေမဲ့ရှိပါကမကျင်တတ်တာကြောင့်အသက်ကုန်ထိုးပါတော့တယ်။ရေထဲပြုတ်ကျသွားတာတော့လိုက်ပြီးအသေးအကျေထိုးပါတော့တယ်။ရွာသားတွေကလည်းဒေါသကြီးရဲ့ရှိပါအကြောင်းကိုသိတာကြောင့် ဒီလောက်ပွဲဖြစ်နေတာကိုဝင်မဆွဲရဲပါဘူးထိုးတက်တဲ့ပွဲမှာဘသူနိုင်ရမလဲဆိုတာကိုလောင်းကြည့်ထားပြီးစောင့်ကြည့်နေကြတာဖြစ်တယ်ခဏနေအမေဖြစ်သူလိုက်လာပြီးခွေးကောင်အားနေရန်ဖြစ်ဖို့ပဲစဉ်းစားနေတယ်ဆိုပြီးရှီပါကိုပားရိုက်လိုက်ပါတော့တယ်ရှီပါလည်းအမေဖြစ်သူကိုကြောက်လန့်ပြီးဘွဲကိုရက်လိုက်ပါတော့တယ်နောက်တစ်နေ့မြေရှင်ကလည်းသူ့သားကိုရန်ဖြစ်ရကောင်းမလားဆိုပြီးပါနာရိုက်ပါတော့တယ်ရှီပါက၃နေ့စရိုက်ပထမရလာတာဘာလို့မင်းကသူ့ကိုမပြီးပဲတခြားသူကိုပဲပေးလိုက်တာလဲဆိုပြီးရိုက်နေခဲ့တယ်မြေရှင်လည်းရှီပါကိုစိတ်မဆိုးဖို့ပြောပြီး ချက်ချင်းပထမစုကိုပြန်ပေးလိုက်ပါတော့တယ်။မြေရှင်လည်းရှီပါကိုပတ်စံထပ်ပေးလိုက်ပြီးရွာပြန်အောင်ပွဲခံဖို့ပြောလိုက်တော့ရှီပါတို့တွေကမြေရှင်ကိုသဘောကျနေခဲ့ကြတယ်။ပတ်စံအပြင်လိုချင်တဲ့အရက်တွေကိုပါပေးလိုက်တာကြောင့်ဒီလောက်ကောင်းတဲ့မြေရှင်မရှိတော့ဘူးဆိုပြီးပြောကသဘောကျနေခဲ့ပါတော့တယ်။ဒီလိုနဲ့ရှီပါတယောက်ရွာကိုပြန်လာပြီးသူ့ပထမစုရလာတာကိုပတ်ကြွားပါတော့တယ်။ခဏနေရှီပါတယောက်အိမ်ပြန်ပြီးသူ့ကျွဲတွေကိုရလာတဲ့စုပေးသွားခဲ့တယ်။ဒီစုကမင်းတို့စူးစမ်းလို့ရတာအစာကောင်းကောင်းကျွေးမယ်။နောက်နေလဲမင်းတို့စုထက်ယူပေး။ ဲ့ဒါဆိုရွှေတိစိတ်စုတွေအများကြီးဖြစ်တော့မှလို့ပြောခဲ့တယ်ခဏနေရှိပါတငယ်ချင်းလဲတဲသွားပြီးစားတောက်နေတော့တောဝတ်သားမစားရတာကြာနေပြီဖြစ်တာကြောင့်ညာကြရင်အမဲလိုက်ဖို့ပြောခဲ့တယ်ပြောနေတော့အမေဖြစ်သူအတန်ကြားလိုက်ရတာကြောင့်သူ့ကိုရိုက်မှာစိုးသွားတာကြောင့်တပင်ပေါ်ချက်ချင်းပြေးတက်သွားပါတော့တယ်တရွာလုံးဘသူကမှဂယုမဆိုင်ပဲအမေဖြစ်သူကိုဖိန်တော်အောင်ကြောက်တဲ့ရှိပါတယောက်အတန်ကြားတာနေတယ်တော်တော်ကြောက်လန့်နေခဲ့တာပါအပင်ပေါ်တပြေးသွားတဲ့ရှိပါကိုအမေဖြစ်သူကဆဲဆူတောင်းညံပြီးရိုက်မိရတာကြောင့်အောက်မှာကြံခဲ့တဲ့တငယ်ချင်းတွေကိုရိုက်နှက်ပါတော့တယ် ီတစ်ခါတော့ဝက်ကိုအမဲလိုက်ဖို့ပြန်လာရင်တခါတည်းအသေးတက်ပြီမယ်အိမ်မှာအာသုဘလုပ်ပြီးစောင့်နေမယ်လို့ပြောကထွက်သွားခဲ့တယ်အမေဖြစ်သူလည်းထွက်သွားရောရှီပါကြောက်ပြီးတငယ်ချင်းတွေကိုညကြရင်တော့ဝက်အမဲမလိုက်ဖို့နောက်တနေ့မှသာလိုက်ဖို့ပြောခဲ့တယ်အမေဖြစ်သူကိုကြောက်တာကြောင့်တကယ်လို့အမဲလိုက်ရင်အရိုက်ခံရမှာစိုးတာကြောင့်အစီအစဉ်တွေဖျက်သိမ်းလိုက်ပါတော့တယ်တငယ်ချင်းတွေကလည်းတွေးကြောင်ပြီးကြောက်လန့်နေတဲ့ရှီပါကိုကြည့်ပြီးအောက်ကနေစားနောက်နေကြပါတော့တယ်တဖက်မှာတော့တောဝက်တောက်ကိုဖမ်းပြီးရွာသားတို့ကတောအုပ်ကိုလာဆက်တာခဲ့တယ်။တောအုပ်ကလည်းအမဲလိုက်ဖို့တားထားတာကို စကားနားမထောင်ပဲအမဲလိုက်ခဲ့တဲ့ရွာသားတွေကိုအသက်ကုန်ရိုက်နှက်ပါတော့တယ်အမဲမလိုက်ဖို့အမိတ်ထုတ်ထားတာကိုမင်းတို့ကဂယုမဆိုင်ပဲအမဲလိုက်နေကြတာကြာရင်တောထဲမှာရှိတဲ့တရိတ်ဆန်တွေအားလုံးအမျိုးပြုတ်သွားနိုင်တာမလို့စုံမနေခဲ့တယ်ခဏနေအထက်အရာရှိရောက်လာပြီးရွာသားတွေကိုရိုက်နှက်နေတဲ့တောအုပ်ကိုပြောပါတော့တယ်မူလီဒီကရွာသားတွေကိုထိဖို့မကြိုးစားပါနဲ့သူတို့ကအထီးမခံဘူးသူတို့ကိုထိရင်ရှေ့ဆက်ဖို့ကမလွယ်တာကြောင့်ကောင်းကောင်းသတိထားဖို့ပြောခဲ့တယ်တနေ့တောအုပ်တယောက်ကင်းလဲ့နေရင်တော်တွေကရွာသားတို့ ဝါးတွေခုတ်ပြီးပြန်လာတာကြောင့်ခေါ်ဆစ်ခဲ့တယ်။ရွာသားတွေကလည်းနှစ်တိုင်းဖျားပွဲကျင်းပဖို့အတွက်အခုလိုမျိုးအပင်တွေလာခုန်နေကြပါတယ်လို့ပြောခဲ့တယ်။တောအုပ်ကလည်းနောက်တပင်တွေခုတ်မယ်ဆိုရင်တောအုပ်ကိုအကြောင်းကြားပါမဟုတ်ရင်အစိုးရကခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်။ခဏနေရှိပါတို့ရောက်လာပြီးရွာသားတွေကိုစစ်လာစစ်လာလုပ်နေတဲ့တောအုပ်ကိုမြင်တော့အမဲလိုက်လို့ရလာတဲ့တောဝက်ကိုဖွက်ပြီးတငယ်ချင်းတွေကိုတခြားလမ်းကြောင်းကနေသွားဖို့ပြောခဲ့တယ်။ရှိပါလေရောက်လာတော့ရွာသားတွေကနှစ်တိုင်းတောထဲကနေယူနေကြပါဘသူခွင့်ပြုချက်မှမလိုပါဘူးလို့ပြောတော့ရှိပါလေတောအုပ်ကတော့ခွင့်တောင်းရအောင်ပါ တောဘက်တဲကိုဝင်ရင်နေကြည်တာကြောင့်ရွာသားတွေခွင့်ပြုချက်လိုတယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်။တညရှိပါတို့အုပ်စုဒေါအုပ်ကိုဂယုမဆိုင်ပဲအမဲလိုက်ထွက်လာခဲ့ကြတယ်။ဒေါတနရာလေးရောက်ရောအသက်ထသန်ကြားတာကြောင့်ရှိပါကငြိမ်ပြီးတနက်ပြစ်ဖို့လှုပ်ပါတော့တယ်။ရှိပါလည်းတောဝက်လိုလိုအကောင်တော်ကောင်ကိုတွေးလို့လှမ်းပြစ်လိုက်တော့ခဏနေဘာမှမတွေ့တော့ပဲအကောင်ကပျောက်သွားပါတော့တယ်။တငယ်ချင်းတွေလည်းတောဝက်ထီသွားပြီထင်းတယ်။သွားကြည့်ရအောင်လို့ပြောတော့ရှိပါကကြည့်မနေနဲ့ရှိတော့မှမဟုတ်ဘူးလို့ပြောကဆက်လျှောက်လာပါတော့တယ်။ဒီလိုနဲ့ရှိပါတို့ဇွဲမလျှော့ပဲ ဆက်လျှောက်လာကြရင်ရှေ့မှာတောဝက်ထင်ပြီးပြစ်လိုက်တာကြောင့်အနားလဲသွားကြည့်တော့လဲနေတဲ့တောဝက်ကိုတွေ့လိုက်ရပါတော့တယ်။တောဝက်ကြီးကကြီးလွန်လာကြောင့်ဘူလာအမျိုးဆိုပြီးစားနောက်နေခဲ့ကြတယ်။တငယ်ချင်းတွေကနောက်တကောင်ထပ်လိုက်ဖို့ပြောပြီးမှရှီပါကပင်ပန်းနေပြီဖြစ်တာကြောင့်ပြန်ဖို့ပြောခဲ့တယ်။ပြန်လဲရောက်ရောရှီပါတယောက်ထမင်းစားအနားယူပြီးလဲထဲမှာအိတ်ဆက်ပါတော့တယ်။ရှီပါတယောက်အိတ်နေရင်အိမ်မထဲမှာသူ့ငယ်ဘဝကိုတောဝက်ကြီးတကောင်အနားကပ်လာပြီးမြင်ပြီးကြောက်လန့်ကအမေဖြစ်သူစီကိုပြန်ပြီးသွားအိတ်ပါတော့တယ်။မန်နေဂျာတော့အမေဖြစ်သူက အမဲလိုက်တာကိုတီးသွားပြီးအိတ်နေတဲ့ရှိပါကိုအသက်ကုန်ရိုင်းနေပါတော့တယ်။ရှိပါလည်းကြောက်လန့်ပြီးတငယ်ချင်းတွေနဲ့အတူရွာလေးကိုထွက်လာပါတော့တယ်။ခဏလေးမြေရှင်အိမ်ကို တောအုပ်ရောက်လာတော့မြေရှင်ကတေချာကြကြနနဧခံပါတော့တယ်။တောအုပ်လည်းမြေရှင်အဲဝဲကြည်တာသဘောကျပြီးမြင့်လိုအပ်တာနဲ့ပြူငါလုံးနေတာကြောင့်အကြိုက်မတွေ့ခဲ့ပါဘူး။မြေရှင်ကလည်းရွာလေးကိုစောက်ရှောက်ပေးဖို့ပြီးတော့တောအုပ်ကိုလည်းဘေးမဲ့ပေးထားဖို့တောင်းဆိုခဲ့တယ်။ရွာသားတွေကပညာမတတ်တာကြောင့်တောအုပ်ကိုအမိပြုပြီးရှာစားနေရတာကြောင့်ခွင့်လွတ်ပေးဖို့ပြောခဲ့တယ်။တောအုပ်ကလည်းသူ့အလို့သူ့လုံးမှာဖြစ်ကြောင်း ဒီမခံတက်တာကြောင့်လိုရာထက်ကျူးလွန်လာရင်ခွန်းလမမဟုတ်ကြောင်းမြေရှင်ကိုရာဇတ်တံပေးခဲ့ပါတယ်။တညကံပါလာပြည်နယ်လေးမှာဘုရားဖျားပွဲတော်ကျင်းပခဲ့တယ်။ရိုးရဒလိပွဲတော်ဆိုတော့ရွာသူရွာသားတွေအားလုံးအလားအပါတွေဝတ်ဆင်ပြီးကြက်ပြန်မကစီကားနေခဲ့တယ်။အထဲမှာရှိပါတယောက်လဲတာတာနာနာပြင်ဆင်ပြီးဖျားပွဲလေးကိုလာခဲ့တယ်။ခဏနေအမေဖြစ်သူကလမ်းခေါ်ပြီးရှိပါကိုမိုးဖို့ပေးကမတော့စားဖို့တတိပေးခဲ့တယ်။ရှိပါလဲဒီညမတော့ပဲလဲလီမမနေမှာဖြစ်ကြောင်းအမေဖြစ်သူကိုကတိပေးခဲ့တယ်။ခဏနေမြေရှင်ရောက်လာတော့ ရှိပါတယောက်နှုတ်ဆက်ဖို့လုပ်နေပြီမဲ့အနောက်မှာလီယာလေးကိုမြင်လိုက်တာကြောင့်ရှိပါမြေရှင်ကိုမေးသွားခဲ့တယ်။ရွာကထွက်သွားပြီးပြန်လာတော့လီယာလေးကအလှသွေးကြွယ်ပြီးပိုလှလာတာကြောင့်ရှိပါတယောက်မျက်စိမကွာနိုင်ဖြစ်ခဲ့ရတယ်။ဓမင်းလဲကြွေးပြီးရောရှိပါတယောက်လီယာလေးနှက်ကပ်ပြီးဘာလဲထရိနင်းပြီးသွားပြီလား။အလုပ်ဝင်တော်မှာဆိုတော့မာနကြီးနေတာလား။မခေါ်နိုင်မပြောနိုင်ဖြစ်နေတာလားဆိုပြီးလီယာလေးဘိုက်ကိုဆွဲစစ်ကထွက်ပြေးလာပါတော့တယ်။လီယာလေးကတော့ဒေါသထွက်ပြီးရှိပါကိုဘာမှပြန်မပြောဘဲကြည်နေခဲ့ပါတယ်။ ခဏနေနှစ်ပွဲလုံးနေရင် ရွာသားတယောက်ကပြောင်းအုပ်ဖောက်လိုက်တာကြောင့်တောအုပ်ကစိတ်တူပြီးအိတ်ကိုတင်းလိုက်ပါတော့တယ်ရွာသားကလည်းနှစ်တိုင်းဖောက်နေကြဘာလို့တင်းတာလဲလို့မေးတော့ခါနာလို့ကြားရတာအဆင်မပြေလို့ဆိုပြီးတင်းခဲ့တယ်ဒါကိုရှိပါမြင်သွားပြီးတောအုပ်လက်ထဲကအိတ်ကိုပြန်ဆွဲယူကာထွက်လာခဲ့တယ်တောအုပ်လည်းစိတ်တူသွားပြီးမင်းဘာလုပ်တာလဲအိတ်ကိုချက်ချင်းပြန်ပြီးစမ်းလို့ပြောခဲ့တယ်ရှိပါလဲရွာတလေးထုံဆန်းအရနှစ်တိုင်းဖောက်နေကြမကြားချင်းရင် နားပိတ်ထားလို့ပြောခဲ့တယ်တောအုပ်လည်းစိတ်တူသွားပြီးမင်းတို့နှစ်ဖျားတွေကဖြောင်းအိုးတန်ကြမှကတက်တာလားလို့မေးတော့ ရှိပါလေစိတ်တို့သွားပြီခမရမူးနေတာလားကျောင်းတော်တော်စကားတွေလာပြောနေတယ်တတိကောင်းကောင်းထားပါလို့ပြောခဲ့တယ်ရံဖြစ်တော့မဲ့အရေးအယောင်ရှိတာကြောင့်မြေရှင်လည်းချက်ချင်းထလာပြီရှိပါဘုရားဖျားပွဲတော်မပြီးသေးဘူးရံမဖြစ်ပါနဲ့တောအုပ်လည်းစိတ်လျှော်ပါရှိပါကိုထိန်းလိုက်ပါမယ်လို့ပြောခဲ့တယ်တောအုပ်လည်းမင်းကောင်းကောင်းတတိထားကျောင်းတော်မင်းတို့ရွာကဒလိပွဲတွေရိုးရပွဲတွေကိုပပျောက်သွားအောင်လုပ်ပြမယ်ဆိုပြီးပြောတော့ရှိပါလေဒေါသထွက်သွားပြီလုံရင်ရင်လုံးကြည့်လိုက်ပါမင်းအဲ့လိုလုံးရင်ဒီရွာကနေအသက်မှာပါပဲထွက်သွားရမယ်လို့ပြောတော့ တောအုပ်လဲစိတ်တူသွားပြီးရှီပါကိုပြေးထိုးဖို့လုပ်ပါတော့တယ်အားလုံးကဝိုင်းဆွဲလိုက်တာကြောင့်ရံပွဲကပြီးသွားပါတော့တယ်ဒီလိုနဲ့ရှီပါတယောက်မီးနဲ့စီတာထားတဲ့အိမ်မဆိုးမှတ်ပြီးလန်နိုးလာပါတော့တယ်တငယ်ချင်းတွေလည်းမိအိမ်မဆိုးကဒီတသက်မက်လို့ပြီးအောင်မလားလို့ပြောနေရင်အမေဖြစ်သူကနင်တို့လိုလူမိုက်တွေကဘလို့လို့ကောင်းကောင်းအိပ်ပျော်နိုင်မှာလဲတနေ့တနေ့ပြဿနာတွေပဲရှာနေတာဖြစ်နိုင်ရင်လက်ဖက်ရည်တဲ့အစိတ်ခတ်တက်လိုက်ခြင်းတယ်လို့ပြောခဲ့တယ်ခဏနေလီလာတို့ရောက်လာပြီးရှီပါကိုလာရှာပါတော့တယ်ရှီပါလည်းညကလီလာလေးကိုသူစိတ်ဆွဲလိုက်တာမှကျင်းတယ်လို့ ပြဿနာလာရှာတယ်ထင်ပေမဲ့တကယ်တော့ညကတောအုပ်ကိုပညာပေးလိုက်တဲ့ကိစ္စကောင်းနေဆိုပြီးရှိပါကိုလာပြောကြတာဖြစ်တယ်။ခဏနေရောလီလာအဖေကငါသမီးကတောအုပ်တင်နေစဉ်လက်မှတ်ရသွားပြီ။အဲ့တော့တစ်တော်ထင်းသိမ်းရေးဌာနမှာအလုပ်လေးရအောင်မင်းမြေရှင်ကိုလိုက်ပြောပေးပါလို့ပြောခဲ့တယ်။ရှိပါလဲအခုချက်ချင်းလိုက်ခင်မယ်ဆိုပြီးလီလာလေးကိုဆိုင်ကယ်ပေါ်တင်ကထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လီလာလေးတယောက်ရှိပါအကူအညီနဲ့တစ်တော်ဌာနမှာအလုပ်ရခဲ့ပါတော့တယ်။ရုပ်ကလေးကလည်းချောတာကြောင့်လုပ်ငန်းဝင်မှလည်းအားလုံးကအေးပေးထားတာကိုခံခဲ့ရပါတယ်။ ။တ냐မှာရှိပါတို့တငယ်ချင်းတွေတော်ရဲကကြားရည်ကုန်ဆိုပြီးနမဲကြီးနေတဲ့အပင်တပင်ကိုသွားခုတ်ဖို့လှုပ်ကြတယ်။လူကြီးတိတ်နေတဲ့အချိန်မိုးကလည်းတဲအားလုံးနှစ်ပူးမှမိတုပ်လေးတွေတက်ပြီးအပင်ကိုခုန်နေခဲ့ကြတယ်။အဲ့ဒီအချိန်တောအုပ်ကလည်းရွာသားတွေအမဲလိုက်ကြတစ်တောတွေခုတ်ပြီးရောင်စာအမျက်ထုတ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဖို့ထွက်လာခဲ့တယ်။တစ်တောကိုနည်းနည်းလေးမှအထီးမခံတဲ့အရာရှိဖြစ်တာကြောင့်ချက်ချင်းပဲမတမာသူတွေကိုဖမ်းဖို့ထွက်လာခဲ့တယ်။တစ်ဖက်မှာလည်းရှိပါတို့ကတပင်ကိုခုန်နေကြတော့တစ်တောအရာရှိကားကိုတွေ့လိုက်ရတာကြောင့်ရှိပါတို့ချက်ချင်းပုံကြပါတော့တယ်။ ခဏနေအပင်ကအတန်ကြီးမြီလာပြီးပြုတ်ကြကာတေတော်ဥက္ကာကိုပြီးသွားပါတော့တယ်။ရှိပါတော့လဲအပင်ကြီးပြီးနေတဲ့တော်ဥက္ကာကိုကြည့်ပြီးထေသွားပြီးအထင်နဲ့ကြောက်လန့်နေကြပါတော့တယ်။အဲ့ဒါနဲ့ရှိပါတော့လဲချက်ချင်းမြေရှင်စီကိုသွားပြီးသူတို့တမင်လောက်တာမဟုတ်ကြောင်းရှင်းပြပေးမယ်။မြေရှင်ကလက်မခံခဲ့ပါဘူး။ရှိပါမင်းယူနေတာလား။မင်းနဲ့အရာရှိရာမှာပြဿနာရှိတာလူတိုင်းသိရဲ့။မင်းစကားကိုဘယ်သူမှမယုံဘူးလို့ပြောခဲ့တယ်။မြေရှင်လဲတနာသွားတာကြောင့်လောလောဆယ်မင်းတော်ထဲမှာပဲသွားပုံနေ။အပြစ်တနာငါရှင်းထားလိုက်မယ်ဆိုပြီးပြောတော့ရှိပါတော့လဲချက်ချင်းတော်ထဲကိုသွားပုံနေကြပါတယ်။ ရဲတွေကလည်းရှိပါကိုရွာအနှံ့မှာလိုက်ရှာပါတော့တယ်။တညရှိပါတယောက်တငယ်ချင်းတွေကိုအိမ်ပြန်ကြဖို့ပြောတယ်။အခုအပြစ်ကိုသူဝင်ခိုင်းမယ်။မင်းတို့အားလုံးပြန်ကြတော့လို့ပြောတော့တငယ်ချင်းတွေကလက်မခံခဲ့ပါဘူး။ခဏနေရှိပါတယောက်အပေါ်သွားနေရင်ရုပ်တရက်မိတို့ကြီးကမိတ်သွားခဲ့တယ်။ရှိပါလေသူမူးမြမူးနေလို့မျက်စိမှားတာလားဆိုပြီးတေချာကြည့်ပြင်မယ်။မိကတကယ်မိတ်သွားတာဖြစ်တယ်။ဒီလိုနဲ့အတန်ကြားလို့နောက်ကိုလှည့်ကြည့်လိုက်တော့တော်ဝကြီးကလာတာကိုမြင်တော့ရှိပါတယောက်ခွေးပြေးဝပြေးပြေးပါတော့တယ်ပြေးနေရင်လဲကြပြီမိဝမ်းကြီးမြင်လို့ကြောက်လန့်ပြီးထောက်တော့တငယ်ချင်းတွေကလည်း မင်းအိမ်မဆိုးတွေမပြန်ပြီလားဆိုပြီးပြောခဲ့ကြတယ်။တနေ့ရှိပါတို့တောထဲမှာနေရတာကြာပြီးအစာအသောက်တွေလည်းငတ်နေတာကြောင့်အိမ်ကိုပြေးလာခဲ့ကြတယ်။ရွာတွေရောက်ရောက်ချင်းမြေရှင်စီသွားပြီးအကျိုးအကြောင်းပြီးတော့တောအုပ်ကမသေးဘူးဆိုတာကိုသိလိုက်ရတယ်။ရှိပါလေအမေဖြစ်သူအိမ်ချက်ချင်းပြေးသွားပြီးဓမင်းနဲ့အသေးကွန်စားပါတော့တယ်။အမေနောက်တစ်ခါလာရင်ငါးရင်ချက်ထားပေးပါ။ကျွန်တော်ငါးမပါရင်မစားတတ်ဘူးပြောနေရင်ရဲတွေရောက်လာတာကြောင့်ရှိပါအသက်ကွန်ထွက်ပြေးရပါတော့တယ်။ဒီဘက်မှာလည်းတောအုပ်ကတပင့်ပြေးလာကြောင်းလက်ကျိုးသွားပြီးရှိပါကိုတပစ်ကျင်တော့အောင်ဒေါသတွေထွက်နေခဲ့တယ်။ တော့အုပ်လေသူ့တပည့်ကိုရှိပါကိုရှိသမျှဆွဲချက်တွေအကုန်တင်နေရောင်မမြင်အောင်လုပ်ပေးမယ်ဆိုပြီးကျင်းဝါနေပါတော့တယ်တနေ့ရှိပါတို့စကန်းချနေတဲ့တော့အုပ်တွေကိုလီလာရောက်လာပြီးအစားအသောက်တွေလာကျွေးခဲ့တယ်လီလာကအပြစ်သားတွေလို့ပြောဆိုကျွေးနေတာကြောင့်ရှိပါစိတ်တို့သွားပြီးမစားတော့ဘူးနေဟင်းနေပြန်ယူသွားဆိုပြီးမောင်းထုတ်လိုက်ပါတော့တယ်လီလာလဲလာလဲကျွေးရသေးတယ်အခုလို့စော်ကားတာကြောင့်စိတ်တို့ပြီးထွက်သွားပါတော့တယ်တညလီလာအိမ်ရှိမှာဖမ်းလာတဲ့ငားလေးတွေရှိပါတယောက်လာချိတ်ထားခဲ့တယ်လီလာလဲတနာသွားပြီးအိမ်ထဲဝင်ဖို့ခေါ်ခဲ့တယ် အိမ်ထဲလေးရောက်ရောဟင်းချက်နေတဲ့လီလာကိုရှိပါကတောင်းပန်ပါတော့တယ်ခဏနေနှစ်ယောက်သားချစ်ကြိုးတွေ့ပြီးအနေနီးသွားခဲ့ကြတော့တယ်တညရှိပါနေတိုင်းနဲ့တဲလေးကိုလီလာရောက်လာခဲ့ရှိပါကလည်းမလာဖို့တယောက်ယောက်ရိပ်မိသွားမှဆိုးလို့မလာဖို့တားခဲ့တယ်ဒီလိုနဲ့နှစ်ယောက်သားချစ်စကားလေးတွေပြောနေရင်တညတာအတူတူကုံဆုံးခဲ့ကြတယ်မနေ့ရောက်တော့လီလာပြန်ဖို့လုပ်နေရင်အောက်ကိုကြည့်လိုက်တော့တောအုပ်တယောက်တသားအပြည့်နဲ့အောက်မှာစောင့်နေတာကိုတွေ့လိုက်ရတယ်တောအုပ်လည်းမောင်းနေပါမင်းတို့အိတ်နေတာစောင့်နေတာ အခုတော့ထောင်ထဲကိုလိုက်ခဲ့ပါဆိုပြီးရှီဘာကိုလက်ထိတ်ခတ်ဖမ်းလိုက်ပါတော့တယ်ဖြစ်ချင်တော့ရှီဘာကိုခြောက်ပြီးတနက်ကိုမိုးပေါ်ထောင်ပြလိုက်တော့ကြည်ကသူ့မျက်စိကိုထိမှန်ကမျက်စိခွဲလိုက်ရပါတော့တယ်ရှီဘာကိုထိမလို့လှုပ်တိုင်းသူ့ဘဲခံနေရတဲ့တောအုပ်တယောက်အကြီးအကျယ်တွေစဉ်ညင်နေပါတော့တယ်ထောင်နှန်းဆန်သွားရတဲ့ရှီဘာတယောက်လဲအထက်ရောက်တော့တငယ်ချင်းတွေတွေ့လိုက်ရတာကြောင့်ရေးရမခက်ငိုရမခက်ဖြစ်နေခဲ့တယ်တနေ့မြေရှင်စီဂူရုကဖုန်ဆက်လာခဲ့တယ်မြေရှင်ကြည်ကသာဘေးအန္တရာယ်တစ်ခုခုကစောင့်ကြုံနေတယ်မြေရှင်ကိစ္စတွေကိုအမှန်တရားအတိုင်းလုပ်ဖို့ ပြင်ပါတော့ဆိုပြီးပြောခဲ့တယ်။မေရှင်လဲစိတ်မပူပါနဲ့ငါအကောင်းဆုံးကင်တွေမှာဆိုပြီးပြောကဖုံချလိုက်တယ်။ဒီနေ့တရားရုံးကရှိပါတို့ကိုအမိတ်မချမချင်းစွဲချက်များစွာတင်ပြီးထောင်ပြောင်းလိုက်ပါတော့တယ်။ရွာသားတွေကလည်းရှိပါကိုအာမခံလုပ်ပေးဖို့မေရှင်ကို တောင်းပန်ကြပေးမယ်။မေရှင်ကအစိုးရအရာရှိကိုတတ်ဖို့ကြံစီလာကြောင်းမလွယ်ဘူးလို့ပြောခဲ့တယ်။ရှိပါအမေရောလီလာလေးရောရှိပါတယောက်အတွက်နဲ့မျက်ရည်နဲ့မျက်ခွက်အယူမီဝမ်းဖြစ်နေပါတော့တယ်။ဒီနေ့တရွာလုံးကကိုးကွယ်တဲ့ပုံနာတယောက်လိုဖြစ်နေတဲ့ ဂူရူဘာအသက်ခံလိုက်ရတယ်။ဖျားသားတော့အသက်ခံလိုက်ရတာကြောင့်တရွာလုံးစိတ်ထိကကြေကွဲကဝမ်းနဲ့ပူဆွေးနေခဲ့ကြတယ်။အာတုဘကိုမြေရှင်ရောက်လာပြီးဂူရူဘာလေးကိုတတ်တဲ့လူကိုအမှုတ်ကျစ်ပြီမယ်ဆိုပြီးချိန်ဝါနေခဲ့ကြတယ်။အညာရှိပါတယောက်ထောင်ထဲမှာလာထိုင်နေတဲ့ဂူရူဘာကိုအိမ်မက်မှတ်ခဲ့တယ်။ရှိပါလေအမြဲအိမ်မက်ဆိုးတွေမှတ်နေပြီမယ်။ဂူရူဘာကိုတကားမှမမှန်ဘူးတာကြောင့်စိတ်ထဲလေးနေခဲ့တယ်။တနေ့လီဒါတို့ရှိပါကိုထောင်ဝင်စာလာရင်းဂူရူဘာအသက်ခံလိုက်ရတဲ့အကြောင်းပြောပြခဲ့တယ်။ဂူရူဘာမရှိတော့တာကြောင့် ရှီဘာကဂူရူဘာအမွေဆက်ခံဖို့တိုက်တွန်းခဲ့ကြတယ်။ဂူရူဘာကိုတပ်ပြီးကွင်းထဲမှာလာပစ်သွားတဲ့တရင်ကိုကြားပြီးရှီဘာတယောက်ရင်ခွင်မတက်ခံစားခဲ့ရပါတော့တယ်။ငယ်တငယ်ချင်းလေးဖြစ်တဲ့အပြင်ဒေါသမောဟအပြစ်အနာစာမရှိတဲ့တငယ်ချင်းကိုအခုလိုမျိုးရရက်ဆက်ဆက်တတ်တာကြောင့်ရှီဘာတယောက်ပြင်မစင်နိုင်အောင်ခံစားနေရပါတော့တယ်။တနေ့တော့အုပ်ကမြေရှင်ကလူလေလှုပ်ပြီးရွာသားတွေစီကနေမြေယာတွေအပိုင်ယူဖို့စူးစမ်းနေတာကိုသိလိုက်ရတယ်။ဒါကြောင့်နားလေတီကျွမ်းတဲ့ရွာသားတွေစီလာပြီးမေးမြန်းစုံစမ်းခဲ့တယ်။ရွာသားကလည်းရှီဘာလွတ်လာရင်ကောင်းမယ်။ ရှိပါသာရှိရင်မြေရှင်ကိုတက်မှာလို့ပြောတဲ့ဇကားတွေကိုရွာသားတယောက်ကကြားပြီးမြေရှင်ကိုဖုံးခေါ်လိုက်တာကြောင့်တောအုပ်ကျန်စီနေတာအားလုံးတည်သွားခဲ့တယ်တောအုပ်ကလည်းတစ်တော်ကျိုးဝံစီမင်းကျူးကျော်မှုတွေနဲ့မြေရှင်ကိုတရားဆွဲလိုက်ရင်အားလုံးပြီးသွားပြီဆိုပြီးပြောနေခဲ့တယ်မြေရှင်လည်းသူတို့ပြောတာတွေအားလုံးကြားပြီးတစ်တော်အုပ်ကိုတက်ချင်စိတ်ပေါက်ပြီးဒေါသပုံတွေထားနေပါတော့တယ်မြေရှင်လည်းထောင်မှုကိုကြိုက်တဲ့လောက်ရေလောင်းမယ်ရှိပါကိုချက်ချင်းထောင်ထဲကနေလှုပ်ဖို့ပြောခဲ့တယ်ထောင်မှုကလည်းငွေကြိုက်တဲ့လောက်ပေးမယ်လို့ပြောတာကိုသဘောကျပြီးချက်ချင်းစီစဉ်ပေးမယ်လို့ပြောခဲ့တယ် တနစ်မြေရှင်ကတာဖြစ်သူကိုမျိုးရိုးဆင်ဆက်အကြောင်းပြောပြနေခဲ့တယ်။ပြောနေရင်ဂူရူဘာကိုဘိုလာပွဲတော်ကြရင်တမန်တော်ဝင်ပူးပြီးရွာသားတွေကိုမြေယာပြန်ပေးဖို့ပြောခဲ့တယ်။ဂူရူဘာကလည်းမြေရှင်လောဘကိုမကူညီပေးနိုင်ကြောင်းရွာသားတွေကမြေရှင်ကိုအယံလေးစားကြတာ။မြေရှင်အခုလိုမျိုးလောဘကြီးနေတာသိရင်စိတ်မကောင်းဖြစ်ကြမှာလို့ပြောခဲ့တယ်။မြေရှင်လည်းဂူရူဘာကိုမြေအေးကားတွေပေးပြီးအလဲအလဲလောက်ပေးမယ်။ဂူရူဘာကလုံးဝသဘောမတူခဲ့ပါဘူး။ဒါကြောင့်သူ့အကြောင်းတွေရွာသားတွေတီသွားမှာစိုးရတာကြောင့်မြေရှင်တယောက်ဂူရူဘာကိုဓာတ်အချက်ပေါင်းများစွာထိုးပြီး တပ်ပစ်လိုက်ပါတော့တယ်။တနေ့ရှိပါတယောက်အာမခံချက်ရပြီးထောင်ထဲကနေလွတ်လာခဲ့တယ်။လွတ်လာတော့လေမြေရှင်ကခေါ်နေတာကြောင့်ချက်ချင်းလိုက်သွားခဲ့တယ်။မြေရှင်စီလည်းရောက်ရောရှိပါကိုအရက်တွေတိုက်တာကြောင့်ရှိပါကမူပြီးဂူရူပါကိုဘသူတတ်တာလဲလို့မေးခဲ့တယ်။ဂူရူပါကကြုတ်ကိုတတ်တဲ့လူကိုအခုချက်ချင်းသွားတတ်မယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့မြေရှင်လည်းဂူရူပါကိုတောအုပ်တက်လိုက်တာ။အက်ကောင်ကဘိုလာပွဲတော့မလုပ်ဖို့တားနေတာ။မင်းအကိုကိုသူ့တက်ပြီးပွဲဖြစ်လိုက်တာလို့ပြောတော့ရှိပါလဲဒေါသတွေငယ်ထိပ်ရောက်သွားပြီ။ချက်ချင်းသွားတတ်ဖို့ထွက်လာပါတော့တယ်။ မြေရှင်လူတွေလဲရှိပါနောက်ကိုလိုက်ကြည့်တော့ရှိပါကတောအုပ်အင်ကိုမသွားပဲရွာကအဖိုးကြီးတယောက်အင်ကိုသွားခဲ့တယ်ပြီးတော့သွားပြီးမေးတော့အဖိုးကြီးကဂူရူဘာကိုတတ်တာမြေရှင်ဖြစ်နိုင်တယ်အဲ့ဒီကဂူရူဘာကိုခေါ်ပြီးမြေရှင်ကကားမောင်းထွက်သွားတာပြန်လာတော့ဂူရူဘာမပါပဲသူတယောက်တည်းဖြစ်နေတာလို့ပြောတော့ရှိပါစိတ်တွေတိုးသွားခဲ့တယ်ဖြစ်ချင်တော့ရှိပါတို့ပြောနေကြတွေကိုမြေရှင်တပည့်ကြားသွားပြီးရှိပါတို့ကိုတတ်ဖို့ကြိုးစားပါတော့တယ်ရှိပါလဲသူတို့ကိုတတ်ဖို့လာတဲ့ကောင်းတွေကိုဓာသွေးပြီးစောင့်နေခဲ့တယ်တစ်ဖက်ကအာတုံခွန်ဆိုင် ရှီဘာကိုတတ်ဖို့ကြိုးစားပေးမယ်ရှီဘာကတန်ပါပြီတိုက်ရိုက်ခိုက်ရကောင်းလွန်တာကြောင့်နောက်ဆုံးရန်သူတွေထွက်ပြေးသွားကြပါတော့တယ်တစ်ဖက်မှာလည်းတောအုပ်ပြောလို့ရွာသားတွေကမြေရှင်အကြံစီတွေကိုတီးသွားပြီးတပည့်ချင်းစိတ်ပေါက်နေကြပါတော့တယ်အခုဆိုအားလုံးလမ်းပေးရောက်တော့မှကြောင့်ရွာသားတွေလည်းဘာလို့လို့ဘာကံရမှမသိဘူးဖြစ်နေကြတယ်တောအုပ်ကလည်းဒီနေရာကိုတစ်တော့ကြိုးဝိုင်းဖြစ်ကျင်ကြရင်မြေယာတွေကိုကယ်တင်လို့ရသေးတယ်ဆိုပြီးပြောနေခဲ့တယ်ခဏနေရှိပါတယောက်တောအုပ်ကိုသူ့လုခဲ့တာတွေအတွက်သွားတောင်းပန်ခဲ့တယ်တောအုပ်ကလည်းခွင့်လွှတ်ကြောင်းအခုအချိန်မှာအားလုံးအတူတူရပ်တည်ကြမယ်လို့ပြောခဲ့တယ် ခဏနေမြေရှင်တို့ရောက်လာပြီးရှီပါတို့နဲ့အချင်းများကြပါတော့တယ်မြေရှင်လည်းချက်ချင်းရှီပါတို့အိမ်လေးတွေကိုစတင်မိရှုလိုက်ပါတော့တယ်ဒါကိုမခံနိုင်တာကြောင့်လီလာကမြေရှင်ကိုလမ်းထဲပြစ်ပြီးတတ်ဖို့လုပ်တာကြောင့်မြေရှင်စိတ်တူသွားပြီးအကုန်လုံးကိုတတ်ဖို့လုပ်ပါတော့တယ်တစ်တော်အုပ်ကလည်းဝိုင်းတိုက်ခိုက်နေသလိုရှီပါကလည်းအာတုံခွန်ဆိုင်အသက်ကုန်တိုက်ခိုက်ပါတော့တယ်တစ်ဖက်မှာလည်းမြေရှင်ကတနက်ကြီးကင်ပြီးခလေးပါမကြမ်းရွာသားတွေတယောက်ပြီးတယောက်ကိုပြစ်တက်နေပါတော့တယ်ခဏနေတော့အုတ်ကိုလူမိုက်တွေကဝိုင်းအမဲဖြတ်တိုက်ခိုက်နေတာကြောင့်ရှီပါကကြားထဲဝင်ပြီးကဲတင်ပေးတာ တောအုပ်ကိုဘေးလို့ရခေါ်သွားခိုင်းခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းရှိပါတငယ်ချင်းပူလာကိုမြေရှင်ကပြစ်တက်လိုက်တာကြောင့်ရှိပါတယောက်ဒေါသစိတ်တွေထိမ့်မရဖြစ်ခဲ့တယ်။ရှိပါလည်းချက်ချင်းအယိုက်ခံနေရတဲ့ကြားကကုန်းထကမြေရှင်စီကိုတက်ဖို့သွားပါတော့တယ်။မြေရှင်ဘေးနာကလူကရှိပါကိုဆွဲမြောက်ပြီးအတကုံလဲပင်းညှစ်လိုက်တာကြောင့်ရှိပါတယောက်လဲကျသွားပါတော့တယ်။မြေရှင်လည်းအားလုံးတော်ကြတော့အကုန်လုံးလည်းတေကုန်ပြီ။ရှိပါလည်းတေပြီလို့ပြောတော့အမေဖြစ်သူလည်းသားလေးတည်သွားတာကြောင့်ရင်ခွဲမတက်ငိုကြွေးနေပါတော့တယ်။မြေရှင်လည်းမင်းတို့အားလုံးဒီကနေထွက်သွားမလား။ ငါမောင်းထုတ်ရမလားလို့မေးခဲ့တယ်။ခဏနေအရှင်ဂူလီကဝင်လာပြီးရှီပါတယောက်ကြောက်စရာကောင်းတဲ့အသွင်ပြောင်းသွားပြီးအော်ဟစ်ကထလာပါတော့တယ်။ရွာသားတွေအားလုံးကလည်းအရှင်ဂူလီကဝင်လာတာသိတာကြောင့်ရှီကိုပူဇော်နေပါတော့တယ်။ရှီပါလည်းတယောက်ပြီးတယောက်ကိုလက်စားချေကနောက်ဆုံးမြေရှင်အလှည့်ရောက်ရောမကောင်းဆိုးပါမင်းသွေးတွေနဲ့ဒီမျိုးကိုစေးကြော့ပစ်မယ်ဆိုပြီးတက်ပစ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ဂူရူပါနေရာကိုရှီပါကအမွေဆက်ခံပြီးဘိုလာပွဲတော်ကိုစီကားစွာကျင်းပပြုလို့ရင်းဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်။